မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ3ရက်ကျသပင်းနေ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ရိုဟင်ဂျာဒုက္ခသည်ကြောင့်သားတအူဓမြတိုက်ခံရမှုကြောင့်စီစံကြားထိုးတရားပြင်ရဓမြတအူလည်းဖမ်းဆီးခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချိန်ဒီဝင်းပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံမူဆိုနီယာဖာရာ ရိန်တာမပုံနေဒုက္ခသည်စကန်၂၆ H block တွင်နေထိုင်တဲ့ဦးနူဟုဆောင်ရဲ့တာမိုဟာမက်ဇူဘိုင်စကူနစ်ကအေပရလ၂ရက်နေ့ည၈နာရီခွဲခန့်တွင်အီရှာနမတ်စ်ပြပြပြီးပလီမာ အင်ပြန်လာနေစဉ်တမျှဖွဲကကြားဖြတ်တိုက်ခိုက်မှုကြောင့်တနက်တစ်ချက်ဓာတ်ထူတစ်ချက်တရားပြင်ခဲ့ရတယ်လို့သိရှိရပါတယ်ဆိုင်ရရခဲ့သူဟာဝိပုဘီပလီမအိမ်ပြန်လာနေစဉ်ဓမြအဖွဲ့ဝင်၁၀ဦးခန့်ကတနက်ဖြစ်တာဖြစ်တိုက်ခိုက်ခဲ့တယ် ကြည်စံတစ်ချက်ထိမှန်ပြီးဓာချိုတစ်ချက်တရားပြင်းထန်ရခဲ့ရဲဒုက္ခတဲ့တူကဘင်္ဂလားဒေ့ရှ်အနာပိုင် APBN ကိုသတင်းပို့ရတဲ့သူတွေလည်းအခင်းဖြစ်ပွားခဲ့တဲ့နေရာတို့ချက်ချင်းလာပြီးတော့ဓမြတွေနဲ့မိနစ်အနေငယ်ကြာအပြန်လဲပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဓမြဖွဲ့ကဆုတ်ပြေးသွားခဲ့တာကနေ Isaac ဆိုတဲ့ဓမြကိုတနတ်သူတလဲကြီးစံတစ်ချက်နဲ့အတူ ဖန်စီရမိခဲ့ရဲ၊ဂျန်သူအလုံးလွတ်မြောက်သွားခဲ့ရဲလို့သိရပါဗျ။ PKMS လ29ရက်နေ့ကအဒီဓမြအဖွဲ့ကဒုက္ခသည်စခန်း26 L ဘလောင်မှာရင်းသားမိသားစုတစုအားညနေအချိန်ပိုင်းတွင်ဓမြတိုက်ပြီးရွှေငွေတန်မိုးရှိပစ္စည်းတွေကိုလူရက်သွားခဲ့တယ်လို့ရင်းကြဒုက္ခတဲ့တွေကဆိုကြပါတယ်။ဓမြအဖွဲ့မှာနူကမာ အစ္စက် IS is my ပါဝင်စေဥခန့်ဓမြအဖွဲ့ဖြစ်ပြီးစကမ်းမ26ဘောကောအမီဟမ်လက်တလျှောက်ရှိအိုင်ဘလောက်တွင်နေထိုင်ကြတဲ့ဘင်္ဂလားနိုင်ငံသားတွေဖြစ်ကြောင်းသိရပါတယ်။ သူတွေအားလုံးကရင်းစားဒုက္ခတွေကိုသမြိုက်တိုက်တာတွေပြန်ပေးဆွဲတာတွေငွေညစ်တာတွေညှဉ်းပန်းနှိပ်စက်ပြီးတက်ဖြတ်တာတွေတစ်ချိန်လုံးဒုက္ခပေးလာတဲ့နမဲဆိုဖြစ်ကြကြနေတယ်။ဓမြအဖွဲဖြစ်ကြောင်းလည်းဒုက္ခတွေကဆိုကြပါဗျ။